ထိုင်းရောက်မြန်မာတွေအန္တရာယ်ကင်းဖို့ထိုင်းနိုင်ငံထဲမှာမြန်မာနိုင်ငံသား9တန်းလောက် ရောက်ရှိနေတယ်လို့ခန့်မှန်းထားကြပါတယ်။ဒီ9တန်းမှာ တရားဝင် နေထိုင်သူတွေကတရားမဝင် နေထိုင်သူတွေကပါရှိတာပါ။အများစုကတော့ရွှေပြောင်းလုပ်သားတွေဖြစ်ပါတယ်။ထိုင်းအစိုးရကထိုင်းနိုင်ငံထဲမှာတရားမဝင် နေထိုင်သူတွေတတ်မှတ် စီမင်းစည်းကမ်းမလိုက်နာသူတွေကိုဖမ်းဆီးပြီးနေရပြန်ပို့တာတွေဇက်တိုက်လှုပ်ဆောင်နေပါတယ်။ နေရက်ပြန်ပို့ခံရသူတွေထဲကစစ်မှုထမ်းအသက်မှီတဲ့သူတွေကိုမြမစစ်ကောင်စီတပ်ကစစ်မှုထမ်းအာရမစုဆောင်းတာတွေကြောင့်ထိုင်းကလူအခွင့်အရေးလှုပ်ရှားသူတွေကနေရက်ပြန်ပို့တာတွေမလုပ်ဖို့ထိုင်းအစိုးရကိုတောင်းဆိုနေကြပါလေ။ဒါပေမဲ့ထိုင်းအစိုးရကနေရက်ပြန်ပို့တာတွေဇက်တိုက်လှုပ်ဆောင်နေတာကြောင့်ထိုင်းရောက်မြန်မာလူသားတွေအန္တရာယ်ကင်းစေဖို့တတိထားတစ်တာတွေကိုစူးစီးဖော်ပြပေးလိုက်ပါလေ။ work permit မရှိရင်အလုပ်လုပ်ခွင့်မရှိ work permit ဆိုတာထမ်းရောက်မြန်မာအပါအဝင်ရွှေပြောင်းအလုပ်သမားတွေတရားဝင်အလုပ်လုပ်ခွင့်ပြုတဲ့လက်မှတ်ဖြစ်ပါတယ်ဒီလက်မှတ်မရှိရင်ဘယ်လိုအလုပ်မျိုးမှလုပ်ခွင့်မရှိပါဘူးခွင့်ပြုချက်မရှိဘဲအလုပ်လုပ်နေတာတွေ့ရင်ပုံမှန်တရားတစ်အရာဒဏ်ငွေဘတ်9000မှ9000အထိကြာခံရနိုင်တယ်လို့နေရက်ပြန်ပို့တာအလုပ်လုပ်ခွင့်နှစ်နှစ်အထိပိတ်တာတွေ ခံရမှာဖြစ်ပါတယ်။တားမြင့်အလုပ်တွေအလုပ်လုပ်ခွင့်လက်မှတ်ရှိပေမဲ့တားမြင့်လုပ်ငန်းတွေကိုလုတ်ကင်လို့မရပါဘူး။ထိုင်းဥပဒေအရထိုင်းနိုင်ငံသားတွေကိုအကာအကွယ်ပေးထားတဲ့အလုပ်တွေရှိပါတယ်။နိုင်ငံခြားသားတွေလုတ်ခွင့်မရှိတဲ့အလုပ်28မျိုးအထိရှိတာပါ။တားမြင့်လုပ်ငန်းတွေကတစ်သားပပုလုပ်ငန်း၊ရင်မောင်းလုပ်ငန်း၊လေလံရောင်းဝယ်ခြင်း၊စိမ်းရွှေပဒိန်လုပ်ငန်း၊သပင်းမြှက်အလှပြုပြင်ရေး ရကန်းလုပ်ငန်းဖြာရက်လုပ်ငန်းလက်လုပ်စက်ကူထုတ်လုပ်ခြင်းယွန်းထယ်လုပ်ငန်းရိုးရာတူရိယာလုပ်ငန်းနီလွန်ကနုတ်လုပ်ငန်းရွှေထယ်ဝေထယ်လုပ်ငန်းကြေးထယ်လုပ်ငန်းရိုးရာအယုတ်လုပ်ငန်းတပိတ်လုပ်ငန်းအိုးထယ်လုပ်ငန်းဖျားရုပ်ပွားတော်လုပ်ငန်းထီးလုပ်ငန်းပွဲစားအကျိုးဆောင်လုပ်ငန်းအနှိပ်သေးဆေးလိပ်အလန်းညွန်လက်လေဈေးသေးခိုင်းစာစီစာရိုက်ပူချီရက်ချင်းအတွင်းရေးမှုနှင့် ဥပဒေဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်ပါတယ်။အလုတ်ရှင်တူရမယ်။နောက်ထပ်အရေးကြီးတဲ့အချက်ကအလုတ်လုတ်ခွင့်လက်မှတ်မှာနောက်မဲ့ဖော်ပြထားတဲ့အလုတ်ရှင်ထံမှာပဲတရားဝင် လုတ်ကင်ခွင့်ရှိပါတယ်။အခြားအလုတ်ရှင်ထံအလုတ်ပြောင်းလုပ်မယ်ဆိုရင် အလုတ်ရှင်အဟောင်းထံကနေဘိုင်းချက်အော်အလုတ်ထွက်စာထုတ်ပြီးအလုတ်ရှင်အစ်စ်မှာချက်ခေါက်အလုတ်ဝင်စာ ပြုလုပ်ရမှာဖြစ်ပါတယ်။ အလုတ်ထွက်စာတောင်းခံပြီးနောက်ရက်ပေါင်း60အတွင်းအလုတ်ရှင်အစ်စ်ထံမှအလုတ်ဝင်ရမှာဖြစ်ပါတယ်အလုတ်စ်ဝင်းနေချောင်းကလည်းအလုတ်သမားရုံများထံ15ရက်အတွင်းအကြောင်းကြားရမှာပါအလုတ်ရှင်မတူတာကိုစစ်ဆေးတွေးရှိရင်ပုံမှန်139တိအရာဘတ်2000အထိဒဏ်တက်ခံရမှာဖြစ်ပါတယ်ခွပြုချက်မရှိဘဲဈေးရောင်းအလှူခံခွင့်မရှိအလုတ်လုတ်ခွင့်လက်မှတ်တစ်ခုတည်းနဲ့ဈေးဆိုင်တွေမှာ ဈေးရောင်းလို့မရပါဘူးဈေးဆိုင်စတိုးဆိုင်တွေမှာဈေးရောင်းဖို့အတွက်ဆိုင်ရှိဈေးရောင်းချခွင့်ခိုင်းကော်နတ်လန်ကိုရှောက်ထားရမှာဖြစ်ပါလေခွင့်ပြုချက်မရဘဲလုပ်မယ်ဆိုရင်ဒဏ်ငွေဘတ်9000မှ9000အထိကြခံရနိုင်တယ်လို့နေရက်ပြန်ပို့တာအလုတ်လုတ်ခွင့်နှစ်နှစ်အထိပိတ်တာတွေခံရမှာဖြစ်ပါလေအလုတ်ရှင်ဖြစ်သူကလည်းဒဏ်ငွေဘတ်1000မှ3000အထိကြခံရနိုင်ပါတယ်ဒါအပြင် မြန်မာနိုင်ငံသားတွေခွင့်ပြုချက်ကြိုတင် တောင်းခံခြင်းမရှိဘဲထိုင်းနိုင်ငံထဲမှာဝေကြီးအလှခံပိုင်ခွင့်မရှိပါဘူးအကြောင်းအမျိုးမျိုးကြောင့်ဝေကြီးအလှခံလို့ရင်သက်ဆိုင်ရာအာဏာပိုင်တွေထံ ခွင့်ပြုချက်တောင်းခံပြီးမှလှုပ်ဆောင်ရမှာပါအစရင်နဲ့ရက်90ထိုင်းရောက်မြန်မာအလုပ်သမားတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးလာနေပြီးအစရင်မတိုင်းတာရက်90ပြည်တိုင်းတိုင်ကြားတာမရှိရင်လေအေးအေးယူတာတွေလုပ်နေပါလေ ုင်ငံခြားသားတိုင်းထိုင်းလဝကဥပဒေပုံမှန်38ပုံမှန်38အရာထိုင်းနိုင်ငံကို ဝင်ရောက်ပြီး24နာရီအတွင်းအစရင်တိုင်ကြားရမှာ ဖြစ်ပါတယ်။အစရင်မတိုင်ထားတာကိုစစ်ဆေးတွေးရှိရင်ပုံမှန်38အရာဘတ်2000ထက်မပိုတဲ့ဒဏ်ငွေကိုပေးဆောင်ရမှာဖြစ်ပါတယ်။ဒါအပြင်လူဝင်မှုကြီးကြပ်ရေးနည်းဥပဒေ2522အရာ ထိုင်းနိုင်ငံမှာရက်60ကျော်လွန်နေထိုင်သူတွေအားလုံး ရက်60ပြည်တိုင်းလဝကယုံကိုအကြောင်းကြားရမှာပါသတ်မှတ်ရမတိုင်မီ15ရက်နဲ့ပြည်ပြီး9ရက်အတွင်းအကြောင်းကြားနိုင်ပါတယ်လဝကယုံကိုအကြောင်းကြားခြင်းမရှိဘဲအချိန်လွန်နေထိုင်ရင်ဒဏ်ငွေဘတ်2000ပေးဆောင်ရမှာပါအနည်းအထိုင်းတတိထားမြမပြည်တွင်ရေးအခြေအနေကြောင့်ထိုင်းနိုင်ငံထဲကိုအကြောင်းအမျိုးမျိုးနဲ့ရောက်လာတဲ့မြန်မာနိုင်ငံသားတွေများလာနေပါလေဒီအပေါ်ကို ထိုင်းမျိုးချစ်အဖွဲ့တွေကမြန်မာမုံဒီရေလှုပ်ဆော်နေတာတွေလည်းရှိနေပါတယ်။ဒါကြောင့်မြန်မာနိုင်ငံသားတွေအနေနဲ့တတ်မှတ်စည်းကမ်းတွေလိုက်နာကြဖို့လိုတယ်လို့အွန်လိုင်းကတစ်စစ်ဈေးရောင်းတာ၊စားသင်တာ၊ခရီးသွားလုပ်ငန်းလုပ်တာအွန်လိုင်းကနေကြော်ညာပြီးတရားမဝင်အလုပ်တွေ လုပ်နေတာသတိထားရမှာပါ။ဒီလိုလှုပ်တာတွေကိုထိုင်းနိုင်ငံသားတွေကတိုင်ကြားတာတွေ ရှိလာလို့ဖမ်းဆီးမှုတွေဇက်တိုက်ဖြစ်လာနေပါပြီ။ဒါအပြင် စည်းကမ်းမဲ့အမိုက်ပြတာအများပြည်သူပိုင်းနေရာတွေမှာတရွေထွေးတာအညစ်အကြေးစွတ်တာ အရက်တောက်တာအော်ဟစ်စူပူတာစည်းကမ်းမဲ့နေထိုင်တာတွေတရိထားဖို့လိုပါတယ်ဒါတွေကအထူးတရိထားရမယ့်အချက်တွေပါထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေဖမ်းဆီးအေးအေးယူခံရတာတွေကင်းဝေးစီဖို့တင်ဆက်ပေးလိုက်ပါတယ်